အရှင်ဖုရားတဲ့မေးချောက်ခွင့်ပြုပါဖုရားတဲ့သူများနိုင်ငံမှာတဲ့အိမ်လို့လုပ်ပါတယ်ဖုရားတဲ့ဖုရားစင်းတို့မရှိတော့ရတဲ့ဘောက်ပေါင်ပေါ်မှာတဲ့ဖရားကိုကိုးွယ်ထားပြီးစွန်းကက်ရေချမ်းပန်ကက်လူပါတယ်ဖရားတဲ့အဲ့ဒါမရေကြည့်ပါသလားမရေမကြည့်ပါဘူးကြာနော်စိတ်သာရှင်စောဖရားဟောတဲ့ကိုယ့်ရဲ့စိတ်ကသာအဓိကအဲ့တော့ဥစဉ်ကဒါလေးနဲ့ဆက်ဆက်ပြီးတော့ ကိုယ့်ရဲ့ကုသိုလ်ကောင်းမှုလေးကိုတစ္ဆာပြုစူတောင်းနေလေးဦးဇင်ပြောပြမယ်เนาะဘုန်းတော်လွန်တရားကြီးမြတ်လွန်တော်မူသောမြတ်စွာဘုရားဘုရားတပည့်တော်သည်သူတစ်ပါးရဲ့နိုင်ငံမှာလုပ်ငန်းလုပ်ပြီးတော့ယခုလိုစင်စင်ရဲရဲနဲ့မြတ်စွာဘုရားကိုမပြည့်မစုံသွန်ပန်းရေချမ်းတို့ကတ်လူရတာဘုရားတပည့်တော်စိတ်ထဲမှာမနှိမ့်မြို့လာပါဘူးခရားသို့ပါသောကြောင့်ဘုရားတပည့်တော်သည်အိမ်ကောင်းယာကောင်းနဲ့ဘုရားကံကြောင်းကံ ခံခံနာနာပြည့်ပြည့်စုံစုံနဲ့ဘုရားတပည့်တော်ကဲ့လူခွင့်ရကြင်ပါတယ်ဗျာတို့ပါ၏ဘုရားတပည့်တော်အိမ်ကောင်းယာကောင်းဝိုင်းကောင်းခြံကောင်းနဲ့နေရပါလို့ရှင်ဘုရားဆိုပြီးကိုယ့်ရဲ့ကုသိုလ်ကောင်းမှုကိုလေတစ္ဆာပြုပြီးစူတောင်းလိုက်နော်ဒါဆိုရင်အလုံးနှစ်ခုပြီးသွားတယ်ဗျာနော်